အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ14ရက်စနေနေ့နေ့နဲ့ခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မြို့ဝကျွန်မဒေတာရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်ကအမြောက်ကြီးတွေကိုကျုံမျောကိုရွှေ့ပြောင်းနေပါတယ်တိုက်ကြီးနဲ့ဘကိုးကနေဟင်းသရကိုကြော်ဖြတ်ပြီးဝင်ရောက်လာမှာကိုကြိုတင်ခန်းစစ်ပြင်လာလို့ယူဆရပါတယ်မြောက်ဆန်းအမြောက်တပ်တောင်းခံမထားနိုင်တော့ရင်လက်နက်ကြီးတွေပါမတော့အောင်နေရာရွှေ့နေတယ်လို့ တွေးလို့လည်းရပါတယ်။သို့သောမြောက်ဆန်းမြောက်တက်တာရခဲ့ပြီဆိုရင်ငရဲတောင်ကျောဘော်ကစစ်ကောင်စီရဲ့ခြေကုပ်စခန်းကြီးဟာ TDD ကျန်နေခဲ့မှာဖြစ်ပါတယ်။ဒါကြောင့်စစ်တိုင်းမှုဟာမြောက်ဆန်းမကြစေရည်ဤမျိုးစုံတုံးလာနိုင်ပါတယ်။သို့သောအနောက်တောင်တိုင်းစစ်ဌာနချုပ်မှာဒူတိုင်းမှုလှုပ်သူကိုတက်ချက်ကြီးအစင်ကအန်ဒီခံထားရတာရှိသလိုတိုင်ရင်မှုနဲ့မိသားစုဝင်တွေကိုပါဖမ်းဆီးလိုက်တဲ့အထိတပ်တွင်းစီးလုံးမှုပျက်စီးနေတာကိုတွေ့ရပါတယ်။ကြီးကြီး လင်းနေတာမတိုင်းချောင်းမြို့နယ်အတွင်းမှာလဲတက်ကထွက်ပြေးနေသူတွေများပြားနေပါတယ်။သိကြတာကတော့တိုင်းအရာထဲမှာစစ်ကောင်စီအတွက်အရင်ဆုံးလက်လွတ်ရမယ့်တက်ကတော့အမှတ်344အမြောက်တက်ရင်ပဲဖြစ်ပါတယ်။ကြောက်ဖြူမှာကိုချေတို့ရလက်တွေဇက်တိုက်ကောင်းနေတာဖြစ်ပါတယ်။မဆီယာကနန်းနီးပါးလောက်ချစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့အင်အားတရာဝင်းကျင်ရှိတဲ့စစ်ကြောင်းကြောင်းစံတယ်မှစတင်ပြတ်နေပြီဖြစ်ပါတယ်။စံတယ်မှဆိုတာဘာလဲဆိုတာဖတ်မပြောတော့ဘူးနော်။သိချင် စစ်ကောင်စီရဲ့စံတယ်မှကွန်တက်ကိုဝင်နှောက်ထောင်လိုက်ပါဘဟုတိုင်းနောက်ချမ်းပေါင်းနယ်မြို့နယ်ဝဲကြီးဆယ်တဝိုက်မှာစစ်ကြောင်းတွေဖြန့်ခွဲလှုပ်ရှားနေတာရှိပါတယ်ဂျီဝမ်လို့ခေါ်တဲ့အစိုးရမှုပထမတန်းတယောက်ဦးစီးတဲ့စစ်ကြောင်း၃ကြောင်းဖြစ်ပါတယ်မိမိဘက်ကလက်ဦးမှုရယူနိုင်ကြပါစေလို့ညွှန်လင်းရပါတယ်မခွေတာခံရောခြေဆိုင်အမှန်60ခြေလင်းတိုင်ရင်စစ်ကြောင်းဟာတ мян လင်းညာကမြို့မြောက်ဖက်ရွာစီရွာဟောင်းကိုညတကောင်မှာစီးနင်းဝင်ရောက်တာဒေသခံပြည်သူ15ဦးကိုအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ဖန်ဒီကံရတဲ့အထက်မှာဆယ်နှစ်အရွယ်ကလေးနှစ်ယောက်ပါဝင်ပြီးညာရင်းချင်းတက်သေးကိုပြန်လဲဝင်ရောက်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။ဂျမန်လေးကကံတုတ်ခိတ်ကနေထွက်သွားတဲ့စစ်ရင်နံလေးစီဟာကိုရင်းအောင်ကျော်မှပြန်လှည့်လာပြီးမလွန်တက်နဲ့ရင်နံမကနေတစ်ဆင့်တက်ပြန်ခောက်သွားပြီဖြစ်ပါတယ်။ညာဘက်မှာတော့ရင်နံမရက်စကန်ကိုကာကွယ်ရေးအင်အားစုတွေသတိပေးတဲ့အနေနဲ့လက်နက်ငယ်နဲ့ပြစ်ခတ်ခဲ့တာရှိပါတယ်။ကိုလာရွှေတို့တုတ်တုတ်မြမလုပ်တယ်လို့ပြန်လဲပြစ်ခတ်ခြင်းမလုပ်တာကိုလည်းတွေ့ရပါတယ်။ မယုကံဘက်ကနေဗရန်းကိုလာနေတဲ့စီရင်နှစ်စီလည်းရှိနေပါတယ်။ညပိုင်းမှာတော့အမှတ်905အမြောက်စစ်စစ်ရေးကိုကဲမှုဌာနချုပ်ကနေနိုင်ရီကံရိုးဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်လျက်ရှိနေပါတယ်။ချင်းဒီနယ်ဆန္ဒလန်မြို့ကိုဂျမန်တွေကလေကြောင်းကနေ YH-6 လေယာဉ်နဲ့အထုပ်32ထုပ် drop ချပေးခဲ့တာရှိပါတယ်။လက်နက်ငယ်ကြီးစံ40မမဘုံဒီလက်ပြဘုံနဲ့အင်နာဂါတွေအများဆုံးပါဝင်ပြီးရိခါပစ္စည်းအနည်းငယ်သာပါဝင်တယ်လို့သိရပါတယ်။ဟာခါကိုလည်း စစ်ရထမှဖြစ်တင်းနေမယ်လို့သိရှိရပြီးစီမံချက်တစ်ခုရှိနေမယ်လို့ခန့်မှန်းရပါတယ်။မန္တလေးဒါပြင်းဦးလင်းနဲ့နောင်ချိုကြားထိပ်ကွမှုရှိတယ်လို့သိရပြီးအတီးပြုတ်နိုင်မှုစီစစ်နေတဲ့ဖြစ်ပါတယ်။တဲခေါ်နဲ့အုံမတိကိုဘလို့ကြော်ဖြတ်လာသလဲဖြစ်နိုင်ရည်နေပါတယ်။ဒါပေမဲ့ချွေညောင်မင်းထိရောက်နေတာမှန်တယ်ဆိုရင်တော့အုံမခါလက်ချင်းခွေကြောက်ချမ်းကြော်ရင်နောင်ချိုကိုရောက်ပြီဖြစ်ပါတယ်။မြေပြင်သတင်း အတိအကျစုံစမ်းနေကြဖြစ်ပြီးသိရတာနဲ့အချိန်မှန်ကိုနေ့စဉ်ပြောပြပေးသွားမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရဲ့